Bitcoin developer Richard အမြင်ကောင်းကြီးဒီဆုံးဖြတ်ချက်က Bitcoin ကို ပြောင်းလဲပြစ်နိုင်သလား Bitcoin developer တဦးဖြစ်တဲ့ Jamie Song က Bitcoin Core developer ရဲ့ဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါပြီသူတို့က Bitcoin Core 30 aggregate မှာ OB return limit လို့ခေါ်တဲ့ data အကန့်အသတ်ကိုဖယ်ရှားမယ်လို့ဆုံးဖြတ်ချက်ဟာ fear mentality ဗဟုချုပ်ကင်ွေစနစ်ရဲ့အတွေးခေါ်လို့သူကဆွဆွဲပါတယ် ဒီဆုံးဖြတ်ချက်ကြောင့် Bitcoin community ထဲမှာကြီးမားတဲ့အခြေအနေတွေဖြစ်နေပါတယ်။ Node Runner တွေရဲ့20ရာခိုင်နှုန်းနီးပါးက Bitcoin Nox ဆိုတဲ့နောက်ထပ် software ကိုပြောင်းသုံးနေကြပြီးဒါဟာကိုလအတွင်းကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပါပဲ။ဒီကိစ္စဟာ2015 2019က Bitcoin Block Sidewall လိုမျိုးပြန်ဖြစ်မလားဆိုပြီးစိုးရိမ်နေကြပါတယ်။ဒီတော့ဒီအခြေအနေကဘာကိုဆိုလိုတာလဲ။ Operator Limit ဆိုတာ Bitcoin မှာငွေကြေးမဟုတ်တဲ့ data တွေသိမ်းဆည်းတာကိုကန့်သက်ထားတဲ့အရာဖြစ်ပါတယ်။ Developer တွေကဒီကန့်သက်ချက်ကိုဖယ်ရှားမယ်ဆိုတဲ့အတွက် Bitcoin network ပို့ကြည့်လာမယ်။ node run ဖို့ပို့ဈေးကြည့်လာမယ်။ node run ဖို့ဈေးကြည့်လာရင်တမန်လူတွေမတက်နိုင်တော့ဘူး။ဒီလိုဆို bitcoin ရဲ့ centralization မဖြစ်တဲ့သဘောတရားဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ဂျင်မီဆောင်ကဒီဆုံးဖြတ်ချက်ဟာ bitcoin ရဲ့အခြေခံသဘောတရားကိုချိန်ချောက်နေတယ်လို့သတိပေးနေတာပါ။ကဲပရိသတ်ကဘယ်လိုထင်လဲ comment မှာပြောခဲ့ဦးနော်။